မင်္ဂလာပါရှင်။ကဘာလေးဒါရီအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့အာနာရှင်စနစ်ကိုကျင့်သုံးပြီးတော့ကဘာမှာတင်းကျပ်တဲ့စီကံတွေနဲ့တီးခြားခွဲထွက်နေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့မြောက်ကိုရီးယားနိုင်ငံရဲ့အကြောင်းကိုဒါရီအစီအစဉ်ကနေမျှဝေပေးသွားမှာဖြစ်ပါရစေ။ ောင်ကိုရီးယားနိုင်ငံကအရှိအာရှမှာတည်ရှိပြီးတော့ကိုရီးယားကျွန်းဆွယ်ရဲ့မြောက်ဘက်ခြမ်းကိုအဓိကပိုင်ဆိုင်ထားပါတယ်။မြောက်ဘက်မှာတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။တောင်ဘက်မှာတော့တောင်ကိုရီးယားနိုင်ငံနဲ့ထိစပ်လျက်ရှိပြီးတော့နှစ်နိုင်ငံကြားမှာစစ်မဲ့ဆုံးခေါ်ထိစပ်နေမည်ရှိပါတယ်။အရှိဘက်မှာဂျပန်ပင်လယ်ပင်လယ်နက်ကဝန်းရံထားပြီးတော့အနောက်ဘက်မှာရေလိုစီကဝန်းရံထားပါတယ်။မြောက်ကိုရီးယားရဲ့စုစုပေါင်းအကျယ်ဝန်းက4,6540စတူရန်မိုင်းကျယ်ဝန်းပါတယ် ဒီဂျေဝင်းကတောင်ကိုရီးယားနိုင်ငံထက်အနည်းငယ်ပိုကြည့်ပြီးတော့ကမ္ဘာအကြီးဆုံးနိုင်ငံတွေထဲမှာအဆင့်30ပတ်ဝန်းကျင်လောက်မှရှိပါတယ်။မြောက်ကိုရီးယားနိုင်ငံကမြောက်လက်တီကျူ39ဒီဂရီနဲ့43ဒီဂရီကြားအရှေ့လောင်စီကျူ124ဒီဂရီနဲ့131ဒီဂရီအကြားမှာတည်ရှိပါတယ်။မြောက်ကိုရီးယားနိုင်ငံကအာနာရှင်စနစ်ကိုကျင့်သုံးပါတယ်။လက်ရှိခေါင်းဆောင်ကင်ဂျွန်ဝမ်ကနိုင်ငံရဲ့အာနာအလုံးကိုချုပ်ကင်ထားပါတယ်။နိုင်ငံသားတွေကနိုင်ငံရေးရဆန္ဒထုတ်ဖော်ခွင့် လွတ်လပ်စွာပြောဆိုခွင့်မရှိကြပါဘူး။မြောက်ကိုရီးယားရဲ့တရားဝင်အမိကဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကိုရီးယားဖြစ်ပါတယ်။ဒီနာမည်မှာဒီမိုကရက်တစ်ဆိုတဲ့စကားလုံးပါနေပြီမယ်။လက်တွေ့မှာတော့ဒီမိုကရေစီစနစ်ကိုလုံးဝကျင့်သုံးတာမဟုတ်ဖိနေနိုင်ငံရေးဝါဒဖြန့်ချီရေးအတွက်ပဲဒီလိုနာမည်ပေးထားတာပါ။မြောက်ကိုရီးယားနိုင်ငံမှာပြည်내ကိုကူးနဲ့ဖွင့်စည်းထားပါတယ်။အဲ့ဒီနယ်တွေဖြင့်အုတ်ချုံရီရအထူးမြို့နယ်တွေနဲ့တခြားအထူးဒေသတွေကိုလည်းသတ်မှတ်ထားပါတယ် မြောက်ကိုရီးယားနိုင်ငံမှာတခြားနိုင်ငံတွေနဲ့မတူဘဲနဲ့အထူးခြားဆုံးအချက်ကတော့ဂျိုရှင်ခေါ်တဲ့မိမိကိုယ်ကိုအာကိုရက်တီဆိုတဲ့အတွေ့အခေါ်ကိုလက်တွေ့အကောင့်ထဲပေါ်အုပ်ချုပ်နေရပဲဖြစ်ပါတယ်။ဒီအတွေ့အခေါ်ကကင်အီဆွန်ကနေစတင်ခဲ့တာဖြစ်ပြီးတော့နိုင်ငံရေးစီးရေးနဲ့စီးပွားရေးအပိုင်းတွေမှာပြပအကူအညီနဲ့ဩဇာလွှမ်းမိုးမှုတွေကိုလုံးဝမခံယူဘဲကိုအားကိုကိုပြီးရက်တီနေထိုင်မှုရည်ရွယ်ပါတယ်။ဒီလိုလှုပ်ဆောင်တာကြောင့်မြောက်ကိုရီးယားကကမ္ဘာအပေခံနိုင်ငံတစ်ခုလို့ဖြစ်နေပေမဲ့ ပြည်သူတွေပေါ့အာနာကိုအပြေအဝချုပ်ကင်ထားနိုင်ပြီးတော့ကင်မီတာစုအတွက်အထောက်အကူပြုနေပါတယ်။ဂျိုရှင်းအတွေးခေါ်ကြောင့်ဖြစ်ပေါ်လာတဲ့ထူးခြားမှုတွေကတော့ပြည်သူတွေအနေနဲ့ပြည်ပကိုခရီးသွားလာခွင့်လုံးဝမရှိသလောက်ပါပဲ။အင်တာနက်ကိုလည်းနိုင်ငံတော်ကခွင့်ပြုထားတဲ့ကွန်ရက်ကိုသာအသုံးပြုနိုင်ပြီးတော့ကမ္ဘာအင်တာနက်ကနေအဆက်ဖြတ်ထားပါတယ်။မြောက်ကိုရီးယားကနိုင်ငံတကာအတိုင်းဝိုင်းနဲ့ဆက်ဆံရေးအလွန်နှေးပါပြီးတော့စီးပွားရေးအရာရောငြင်းကြေးမှုရပါတီချခွဲထွက်နေပါတယ်။ ခေါင်းဆောင်ခင်မိသားစုတွေကိုနှစ်ဖျားတစ်ပါးလို့ကိုးကွယ်စည်းကြရတဲ့စနစ်ကိုကျင့်သုံးပါတယ်။သူတို့ရဲ့ရုပ်ပုံတွေရုပ်ထုတွေကနိုင်ငံတစ်ဝိုင်းလုံးမှာနေရာနှံ့ရှိနေပြီးတော့ပြည်သူတွေကလည်းအမြဲတမ်းလေးစားခံရဝပြုနေရပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့ပထဝီဝင်အနေထားကအထူးအဖြစ်တောင်တန်းတွေနဲ့မြေနေပိုင်းတွေရောရှက်နေတဲ့နိုင်ငံမှာနိုင်ငံရဲ့80%ခန့်ကတောင်တန်းတွေနဲ့ကုန်းမြေပိုင်းတွေပဲဖြစ်ပါတယ်။ ဒီတောင်တန်းတွေကအရှေ့ပိုင်းဒေသမှာဂျပန်ပင်လယ်ဘက်ကိုမတ်ဆောက်စွာကျဆင်းသွားပြီးတော့အနောက်ဘက်မှာတော့မြေနှိပ်ပိုင်းတွေကိုဖြစ်ပေါ်စေပါတယ်။ကိုရီးယားကျွန်းဆွေရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ပါကူဆန်ကတရုတ်နယ်စပ်မှာတည်ရှိပြီးတော့မီးတောင်အဟောင်းတစ်ခုဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့အရှေ့ဆုံးမြေကရာလူမြေဖြစ်ပြီးတော့တရုတ်နိုင်ငံရဲ့နယ်နိမိတ်မြေဖြစ်စီးဆင်းပါတယ်။တခြားအရေးပါတဲ့မြေတွေဖြစ်တဲ့ဒူမန်နဲ့ဒေဒုံတို့ကလည်းစိုက်ပျိုးရေးနဲ့တည်ယူပို့ဆောင်ရေးအတွက်အရေးပါပါတယ်။ ရာသီဥတုက၄မျိုးရှိပါတယ်။နွေရာသီမှာပူပြင်းပြီးဆိုစွတ်ကမုတ်တုံလေးဝင်ပါတယ်။ဆောင်းရာသီမှာတော့ဆိုက်ဘီးရီးယားဘက်ကတိုက်ခိုက်လာတဲ့လေအေးတွေကြောင့်အလွန်အေးပါတယ်။ညီမျက်နှာသွင်ပြင်းရအနောက်ဘက်ခြမ်းကမြေညီပိုင်းပုံများပြီးတော့လူဦးရေများစွာလည်းအဲ့ဒီဒေသတွေမှာနေထိုင်ကြပါတယ်။အရှိဘချမ်းကတော့ပင်လယ်ကဲရိုးတဲ့တခြားတောင်တန်းတွေနဲ့မတ်ဆောက်နေကြတော့လူနေထိုင်မှုနေပါပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့လူဦးရေကခန့်မှန်းခြေအဖြစ်26တန်းဝင်ကျင်ရှိပါတယ်။ မြောက်ကိုရီးယားကလူမျိုးတစ်မျိုးတည်းပဲအများစုနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။လူဦးရေရဲ့69ရာခိုင်နှုန်းကျော်ကကိုရီးယားလူမျိုးတွေဖြစ်ပြီးတော့တရုတ်နဲ့ဂျပန်လူမျိုးအနေငယ်သာရှိပါတယ်။ဒီလိုလူမျိုးတူနိုင်ငံဖြစ်တာကြောင့်နိုင်ငံတော်ရဲ့လူမျိုးစင်ကြယ်ရေးနဲ့ပတ်သက်တဲ့အတွေးခေါ်တွေကလည်းအုပ်ချုပ်ရေးစနစ်မှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့သမိုင်းမှာအထူးခြားဆုံးနဲ့ကမ္ဘာအကြီးမားဆုံးအဖြစ်အပျက်တွေကတစ်ခုကတော့ကိုရီးယားစစ်ပွဲပဲဖြစ်ပါတယ်။ ီစစ်ပွဲကမြောက်ကိုရီးယားရဲ့ခေတ်သစ်သမိုင်းကိုလုံးဝပြောင်းလဲပစ်ခဲ့တဲ့အဓိကအချက်ဖြစ်ပါတယ်1950ခုနှစ်ဇွန်လ25ရက်နေ့မှာမြောက်ကိုရီးယားကတောင်ကိုရီးယားကိုကျူးကျော်ခဲ့ပြီးတော့စစ်ပွဲစတင်ခဲ့ပါတယ်မြောက်ကိုရီးယားရဲ့ခေါင်းဆောင်ကင်အီဆွန်းကကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကိုသူ့ရဲ့ကွန်မြူနီအုပ်ချုပ်မှုအောက်မှာပေါင်းစည်းခြင်းခဲ့တာကြောင့်ဒီစစ်ပွဲကိုစတင်ခဲ့တာပါဒီစစ်ပွဲမှာအမေရိကန်ဦးဆောင်တဲ့ကုလသမဂ္ဂတပ်ဖွဲ့တွေကတောင်ကိုရီးယားဘက်ကနေကူညီတိုက်ခိုက်ခဲ့သလို တရုတ်နဲ့ဆိုဗီယက်ယူနီယံတို့ကမြောက်ကိုရီးယားဘက်ကနေကူညီတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်စတီစစ်ပွဲကစစ်အေးကာလရဲ့ကိုစားပြုစစ်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။1953ခုနှစ်မှာစစ်ပွဲပြီးဆုံးခဲ့ပြီမဲ့ငြိမ်းချမ်းရေးစာချုပ်ကိုလက်မှတ်မထိုးနိုင်ခဲ့ပါဘူး။ဒါကြောင့်နှစ်နိုင်ငံကစစ်ပွဲပြီးဆုံးခြင်းမရှိဘဲနဲ့အပြစ်ခံရဲစဲရေးကိုသာလက်မှတ်ထိုးထားတာကြောင့်တရုတ်ဝင်စစ်ပွဲကအဆုံးသတ်ခြင်းမရှိသေးပါဘူး။ ဒီချက်ကမြောက်ကိုရီးယားကိုစစ်ဟင်အားကြီးမားတဲ့နိုင်ငံဖြစ်ဆက်လက်တည်ရှိစေခဲ့ပြီးတော့ကမ္ဘာပေါ်မှာအပြင်းထန်ဆုံးစစ်မဲ့ဆုံးကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ဒီစစ်ပွဲရဲ့အကျိုးဆက်တွေကြောင့်မြောက်ကိုရီးယားကလက်ရှိချိန်ထိကမ္ဘာနိုင်ငံတွေနဲ့ဆက်ဆက်ရေးမှာထူးခြားတဲ့တိကျရက်တည်မှုပုံစံကိုကျင့်သုံးနေတာပဲဖြစ်ပါတယ်။ကိုရီးယားစစ်ပွဲပြင်မြောက်ကိုရီးယားမှာအလွန်အရေးပါပြီးထူးခြားတဲ့နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့မဟာငတ်မှုမှုလို့လူသိကြတဲ့ Arcturus Match ပဲဖြစ်ပါတယ်။ ဒီဖြစ်ရက်က1990ပြည့်နှစ်များအတွင်းမှာဖြစ်ပွားခဲ့ပြီးတော့မြောက်ကိုရီးယားနိုင်ငံအတွက်စီးပွားရေးနဲ့လူမှုရေးမှာအကြီးမားဆုံးစိုးကျတက်ရောက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဆိုဗီယက်ယူနီယံကမြောက်ကိုရီးယားရဲ့စီးပွားရေးနဲ့စီးရေးဆိုင်ရာအဓိကထောက်ပံ့သူဖြစ်ပါတယ်။1992ခုနှစ်မှာတော့ဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အခါမှာမြောက်ကိုရီးယားရဲ့စီးပွားရေးက ချက်ချင်းဆိုသလိုပဲပြိုလဲသွားခဲ့ပါတယ်။1995ခုနှစ်ကနေ1998ခုနှစ်ထိပြင်းထန်တဲ့ရေကြီးရေလျှံမှုတွေနဲ့မိုးခေါင်မှုတွေဖြစ်ခဲ့ရာကြောင့်စိုက်ပျိုးရေးထုတ်ကုန်တွေလုံးဝပြင်းစီသွားခဲ့ပါတယ်။စာနယ်ဇင်းကရှာပတ်မှုကြောင့်လူပေါင်း၊တင်းချီ၊တန်းနဲ့ချီပြီးတော့တည်ဆုံးခဲ့လို့ခံမှန်းရပါတယ်။နိုင်ငံသားများပြားကအသက်ရှင်သန်မှုအတွက်တရုတ်နိုင်ငံကိုတရားမဝင်ထွက်ပြေးတင်ဆောင်ခဲ့ကြပါတယ်။လူခွင့်ဆိုင်ရာအခြေတွေကပိုပြီးဆိုးရွားလာခဲ့ပြီးတော့ကလေးငယ်တွေနဲ့တက်ကြီးရွယ်ဝတွေက အဆိုးဆုံးခန်းစားခဲ့ကြရပါတယ်။ထီဖြစ်ရရဲ့နောက်ဆက်တွေရလဒ်တွေကတော့မြောက်ကိုရီးယားနိုင်ငံရဲ့ပေါ်ရင်ကိုအကြီးအကျယ်ထိခိုက်စေခဲ့သူစစ်တပ်ကိုအဓိကထားတဲ့စစ်အင်အားကိုဦးစားပေးမူဝါဒကိုလည်းပိုးပြီးအရှိန်မြှင့်တင်ဖို့အကြောင်းရင်းတရက်လည်းဖြစ်လာခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးနဲ့ဤပညာဆိုတဲ့အဓိကကဏ္ဍသုံးရက်ကတစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်နွယ်နေပြီးတော့အားလုံးကနိုင်ငံရေးတွေးခေါ်ဂျူရှင်းအောင်မှာပဲလေပတ်နေတာကိုတွေ့ရပါတယ်။ ရန်ကိုရီးယားရဲ့နိုင်ငံရေးစနစ်ကတပ်ပါတီအာဏာရှင်စနစ်ဖြစ်ပြီးတော့ခင်မီတာစုကပဲအုပ်ချုပ်နေရပါဒီနိုင်ငံရေးစနစ်ကစီးပွားရေးကိုတိုက်ရိုက်ထိန်းချုပ်ထားပါတယ်အစိုးရကစီးပွားရေးလုပ်ငန်းအားလုံးကိုအသေးစိတ်ကစားထိန်းချုပ်ထားပါတယ်ဘာတွေထုတ်လို့ရမလဲဘယ်လောက်ရောင်းရမလဲဘသူ့ကိုရောင်းရမလဲဆိုတာတွေကိုအစိုးရကပဲစုံဖြတ်နေပါတယ်ဂျိုရှင်းတွေးခေါ်ရာနိုင်ငံကပြပအကူအညီတွေကိုအာမကိုပဲနဲ့ကိုအားကိုကိုရက်တည်ရမယ်လို့သတ်မှတ်ထားပါတယ် ်ဒါကြောင့်ပြည်ပနဲ့ကုန်သွယ်ရေးကအလွန်နေပါပြီးတော့စီးပွားရေးကဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပါတယ်။နိုင်ငံရဲ့အရေးမြင့်အများစုကိုပြည်သူဘဝမြင့်တင်ရေးထက်စည်ရေးအင်အားတည်ဆောက်ရင်းနဲ့နျူကလ িয়ার လက်နက်ဖန်တီးရေးတို့တတာတုံ့ဆွေးနေရကြောင်းပြည်သူတွေရဲ့စာဝတ်နေရေးကအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။မြောက်ကိုရရဲ့ဤပညာကဏ္ဍကလည်းနိုင်ငံရဲ့အကျိုးစီးပွားကိုအဓိကထားပြီးတော့တည်ဆောက်ထားပါတယ်။ ်မြောက်ကိုရီးယားကစိုက်ဘာတိုက်ခိုက်ရေးနည်းပညာကိုအားသွန်ခွန်ဆိုင်မြင့်တင်ထားပါတယ်။နိုင်ငံတကာဘဏ်တွေကုမ္ပဏီတွေကို hack လုပ်ပြီးတော့ငွေကြေးခိုးယူတာမျိုးတွေပြည်ပနိုင်ငံတွေရဲ့ကိုယ်ရက်တွေကိုထိုးဖောက်တာမျိုးတွေလှုံ့ဆော်လေးရှိပါတယ်။ဒီလိုလှုံ့ဆော်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့နိုင်ငံအတွက်လိုအပ်တဲ့နိုင်ငံသားငွေကိုရှာဖွေဖို့နဲ့စင်အားတည်ဆောက်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုရယူဖို့ပဲဖြစ်ပါတယ်။နိုင်ငံသားတွေအနေနဲ့ကမ္ဘာအင်တာနက်ကိုအသုံးပြုခွင့်မရှိပါဘူး။အဲ့ဒီစားနိုင်ငံတော်ကထိန်းချုပ်ထားတဲ့ပြည်တွင်းကိုယ်ရံကိုပဲအသုံးပြုရပါတယ်။ ဒီလိုလှုပ်ခြင်းအဖြစ်အစိုးရအနေနဲ့ပြည်သူတွေစီကလိုချင်တဲ့သတင်းချက်လက်ကိုပဲပေးပို့ပြီးတော့ပြည်ပနဲ့ထိတွေ့ဆက်ဆံမှုကိုလုံးဝဖျက်တောက်ထားနိုင်ပါတယ်။ဒါကအာဏာကိုခိုင်မြဲစေဖို့အရေးပါတဲ့မဟာဗျူဟာတစ်ခုဖြစ်ပါတယ်။နိုင်ငံရေးစီးပွားရေးနဲ့နည်းပညာဆိုတဲ့ကဏ္ဍသုံးရပ်စလုံးကမြောက်ကိုရီးယားမှာနိုင်ငံတော်ရဲ့အာဏာတည်မြဲရေးနဲ့ မိမိကိုယ်ကိုအာကိုရက်တည်ရေးဆိုတဲ့မူဝါဒအောက်မှာပဲအဓိကရွယ်ပြီးလဲပတ်နေပါတယ်ဒီလိုမျိုးဆက်ဆက်မှုတွေကြောင့်မြောက်ကိုရီးယားကတခြားနိုင်ငံတွေနဲ့မတူဘဲနဲ့တခြားကမ္ဘာတစ်ခုလုံးရက်တည်နေတာကိုတွေ့ရပါတယ်မြောက်ကိုရီးယားနိုင်ငံရဲ့ပညာရေးစနစ်ကနိုင်ငံရေးအတွေ့အခေါ်ဂျုံရှင်းကိုအခြေခံထားပြီးတော့တိစောက်ထားတာကြောင့်တခြားနိုင်ငံတွေနဲ့အလုံကွာချပါတယ်တင်ကြားရေးရဲ့အဓိကရွယ်ချက်ကနိုင်ငံတော်ပေါ်သစ္စာရှိတယ်နိုင်ငံတော်ခေါင်းဆောင်တွေကိုကိုးကွယ်တဲ့မျိုးဆက်သစ်တွေကိုပြောထောင်ဖို့ပဲဖြစ်ပါတယ်။ចောင်းသားចောင်းသူတွေက ကင်အီဆောကင်ဂျုံအီကင်ဂျုံအွန်တို့ရဲ့ဘဝအကြောင်းတော်လိုင်းအလှူဆောင်မှုတွေကိုအသေးစိတ်သင်ယူရပါတယ်။ဒီလိုသင်ကြားမှုတွေကသင်ယူညွတ်တဲ့ရဲ့အဓိကအပိုင်းတစ်ရပ်ဖြစ်ပါတယ်။ဂျိုရှင်းလို့ခေါ်တဲ့မိမိကိုယ်ကို အာကိုရက်တီဆိုတဲ့အတွေးခေါ်ကိုငေးစင်ကလေးကဆွေးမြင်နေအောင်သင်ကြားပေးပါတယ်။အမျိုးသားရေးစိတ်ဓာတ်နဲ့ကွန်မြူနတီဘဝရဆိုင်ရာစာပေတွေကိုလည်းကျောင်းသင်ခန်းစာတွေမှာထည့်သွင်းသင်ကြားပေးပါတယ်။ ကျောင်းသားတွေအနေနဲ့ theory သင်ခန်းစာတွေပြင်နိုင်ငံတော်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့စောက်လုပ်ရေးလုပ်ငန်းတွေမှာပါပါဝင်လောက်ကံရလေးရှိပါတယ်။ဒီလိုပါဝင်ရခြင်းကကျောင်းသားတွေရဲ့သင်ကြားမှုကိုပိုမိုခိုင်မာစေသလိုနိုင်ငံတော်ရဲ့လူစွမ်းအားအရင်းမြစ်လိုအပ်ချက်ကိုလည်းဖြည့်ဆည်းပေးပါတယ်။တက္ကသိုလ်နဲ့ကောလိပ်တွေကိုတက်ရောက်လူတွေကအစိုးရကရွေးချယ်ပေးတဲ့သူတွေသာတက်ရောက်ခွင့်ရပါတယ်။သိပ္ပံနဲ့ဤပညာဘာသာရပ်တွေကိုတော့အလေးပေးသင်ကြားပေးပြီးတော့နိုင်ငံရဲ့ဤပညာတိုးတက်မှုအတွက်အားဖြည့်ပေးပါတယ် မြောက်ကိုရီးယားမှာအဆင့်မြင့်ဒီပညာသင်ကြားရေးအတွက်နာမည်ကြီးတဲ့ Kimchi University of Technology လို့တက္ကသိုလ်ကြီးလည်းရှိပါတယ်။ဒီလိုပညာရေးစနစ်ကမြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံရေးနဲ့လူမှုရေးတည်ငြိမ်မှုအတွက်အရေးပါတဲ့အခမ်းအနားကနေပါဝင်နေပါတယ်။မြောက်ကိုရီးယားရဲ့ရင်းကျေးမှုကတခြားကမ္ဘာနိုင်ငံတွေနဲ့မတူဘဲနဲ့တည်ခြားဖြစ်နေပါတယ်။ရင်းကျေးမှုရဲ့အဓိကအစိတ်အပိုင်းကနိုင်ငံတော်ခေါင်းဆောင် Kim Mi-taesu ကိုကူးခွဲတဲ့ရင်းကျေးမှုပါ။ ဘယ်နေရာသွားသွားခေါင်းဆောင်တွေရဲ့ပုံတွေစကန်စုတွေနဲ့ရုပ်တုတွေကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ပြည်သူတွေကသူရဲကောင်းတွေနတ်ဘုရားတွေလိုမျိုးလေးစားကားတော့ပြုရပါတယ်။ Aryan Mask Game လိုမျိုးအလွန်ကြီးကျယ်ခံလာတဲ့အားကစားပြပွဲတွေကိုပုံမှန်ကျင်းပလေးရှိပါတယ်။ ဒီပြပွဲမှာလူပေါင်းတသိန်းကျော်ပါဝင်ဆင်နွှဲကြပြီးတော့နိုင်ငံရဲ့စည်းလုံးညီညွတ်မှုခေါင်းဆောင်ပေါ်တစ္ဆာရှိမှုတို့ကိုဖော်ပြပါတယ်။အမှုပညာနဲ့စပေးအားလုံးကနိုင်ငံတော်ရဲ့ရွေးချက်ကိုအထောက်အကူပြုဖို့သာဖြစ်ပါတယ်။ပြည်သူ့ဘဝစည်ရေးအောင်ပွဲများနဲ့ခေါင်းဆောင်များရဲ့စွန့်စားခန်းများကိုအဓိကထားဖန်တီးကြပြီးတော့ပြည်ပရင်ကျိမှုကိုလုံးဝလက်မခံပါဘူး။မြောက်ကိုရီးယားကကိုရီးယားရိုးရာရင်ကျိမှုအများစုကိုထိမ့်သိမ်းထားပြီးတော့ရိုးရာဝန်ဆောင်ဖြစ်တဲ့ဟန်ဘုတ်နဲ့ရိုးရာအစားအစာတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။ မြောက်ကိုရီးယားကိုသွားရောက်လေပတ်တဲ့ခီးသွားဥယေကအလွန်နေပါပြီးတော့နိုင်ငံတော်ရဲ့စီးမင်းစည်းကမ်းတွေကလည်းအလွန်တင်းကျပ်လာပါတယ်။မြောက်ကိုရီးယားကိုလာရောက်လေပတ်ဖို့အတွက်လည်းအစိုးရရဲ့အထူးခွင့်ပြုချက်ကိုလိုအပ်ပါတယ်။ခီးသွားတအုပ်နဲ့တီးခြားသွားလို့မရဘဲနဲ့အစိုးရကစီစဉ်ပေးထားတဲ့ခီးသွားအဖွဲ့ Group Tourie နဲ့သာသွားလာရပါတယ်။ခီးသွားတွေကို အစိုးရကနေလေ့ကျင့်ပေးထားတဲ့လမ်းညွှန်နှုတ်ကအမြဲတမ်းလိုက်ပါပြီ။ဘယ်နေရာကိုသွားရမလဲ။ဘေးနီးယားမှာဓာတ်ပုံရိုက်ရမယ်ဆိုတာကိုတိတိကျကျစီစဉ်ပေးပါတယ် မြို့တော်ပြုံရဲနဲ့တခြားမြို့နယ်ကကိုသာတွားရောက်လဲပတ်ခွင့်ရပြီးတော့ကြေးလက်ဒေသတွေနဲ့စီရေးစုံတွေကိုတွားခွင့်မရှိပါဘူး။ခီးသွားတွေကိုခန်းနာကြီးကျယ်တဲ့အဆောက်အုံတွေမြို့ပြတိဆောက်ပုံတွေနဲ့စီရေးပြပွဲတွေကိုပြသလိရှိပါတယ်။မြို့တော်ပြုံရဲကလမ်းမတွေအဆောက်အုံတွေနဲ့ရင်မြင်တွေကတန်ရှင်းတက်ရက်ပြီးတော့အများပြည်သူတို့ယထာဘုဒ္ဓယုံတွေကလည်းအမှုပညာမြောက်ပါတယ်။ဒါပေမဲ့ဂျာရီဟာပြပခီးသွားတွေကိုပြသဖို့အတွက်စီစဉ်ထားတဲ့အစိပ်ပိုင်းတွေလို့ယူဆကြပါတယ် ကန်ရိုးတဲ့ဒေသတွေနဲ့တောင်တန်းတွေမှာလှပတဲ့သဘာဝရှုခင်းတွေရှိပါတယ်။မြောက်ကိုရီးယားရဲ့ယဉ်ကျေးမှုကနိုင်ငံတော်ရဲ့နိုင်ငံရေးအတွေးခေါ်ပေါ်မှာအခြေခံထားပြီးတော့ခရီးသွားလာရေးလုပ်ငန်းကလည်းအစိုးရရဲ့ကြီးကြပ်မှုနဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေတာကိုတွေ့ရပါတယ်။လက်ရှိချိန်မှာမြောက်ကိုရီးယားရဲ့နိုင်ငံသားရေးမှူးဝါဒကရုရှားနဲ့တရုတ်တို့နဲ့ပုံမှန်နီးကပ်တဲ့ဆက်ဆံရေးကိုတိစောက်နေတာကိုလည်းတွေ့ရပါတယ်။ ဒီလိုမျိုးဆက်ဆံရေးတွေကအမေရိကန်ဥဆောင်တဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့တောင်ကိုရီးယားဂျပန်နဲ့ရင်ဆိုင်ရာမှာမြောက်ကိုရီးယားအတွက်နိုင်ငံတကာဖိအားတွေကိုလျှော့ချနိုင်မှုရည်ရွယ်ပါတယ်။မြောက်ကိုရီးယားကနျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်ကိုဆက်လက်အရှိန်မြှင့်တင်နေပါတယ်။မြောက်ကိုရီးယားကသူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်နေအမြဲတမ်းသတ်မှတ်ထားရလို့ကြေညာခဲ့ပါတယ်။ထားပြင်နျူကလ িয়ার လက်နက်ဖန်တီးမှုကိုရပ်တန့်ဖို့ကမ္ဘာဖိအားပေးမှုတွေကိုလုံးဝလက်မခံဘူးလို့လည်းပြောဆိုထားပါတယ်။ မြောက်ကိုရီးယားကအမေရိကန်တောင်ကိုရီးယားနဲ့ဂျပန်တို့ပူးပေါင်းပြုလုပ်နေတဲ့စစ်ရေးလေ့ကျင့်မှုတွေကိုအင်အားပြသမှုလို့ဝေဖန်ရှုတ်ချခဲ့ပါတယ်။လက်ရှိအစီရင်ခံစာရီးယားမြောက်ကိုရီးယားမှာလူခွင့်ရေးအခြေအနေတွေကပိုပြီးဆိုးရွားလာနေတယ်လို့ကုနာသမ္မတကထုတ်ပြန်ထားပါတယ်။ပြည်ပရုပ်ရှင်နဲ့ရုပ်သံအစီအစဉ်တွေကိုကြည့်ရှုခြင်းဖြန့်ဝေခြင်းပြုလုပ်သူတွေကိုပြစ်ဒဏ်ကြီးကြီးမားမားချမှတ်နေတယ်လို့ကုလသမ္မတရဲ့လူခွင့်ရေးဆိုင်ရာအစီရင်ခံစာမှာဖော်ပြထားပါတယ်။ ပြည်ပနဲ့အဆက်အသွယ်လုပ်တဲ့သူတွေကိုပါထောက်နံတွေချမှတ်နေပြီးတော့တချို့ဖြစ်စဉ်တွေမှာဆိုလို့ရှိရင်ပြည်သူရှိမှကွန်မြတ်တာမျိုးတွေရှိနေသေးပဲလို့သိရပါတယ်။အခုဆိုရင်တော့မြောက်ကိုရီးယားနိုင်ငံရဲ့တခြားနိုင်ငံတွေနဲ့မတူတဲ့နိုင်ငံရေးစနစ်တွေကို Channel 24ကနေဝေမျှပေးခဲ့ရပဲဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းဘယ်နိုင်ငံရဲ့စိတ်ဝင်စားဖွယ်ရအကြောင်းအရာတွေကိုမျှဝေပေးသွားအောင်လို့ဆိုတာစောင့်မျှော်တည်ရှုအားပေးပါအောင်ရှင်။ Channel 24ရဲ့ကမ္ဘာလဲဒါယာရီစီစဉ်ရဲ့နောက်ပိုင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။